ဖိုတူတော်ဘောနေငပိန်တို့ကျင်းခုတ်ပြီးတော်ရရပြန်ခေါင်းမော်တဲတဲမှာအာဂါသရှင်မြတ်တကူပြန်ဝဲနေအောင်တွေ့လိုက်ရတာဖိုတူဟာဟောင်းနေဘာကြီးလဲဟာငပိန်ကလည်းကြည့်လိုက်တယ်ပကံပြားပြန်ရင်တင်နေပကံပြားအဲ့လောက်တော့ကြည့်လားဟာရုတ်တရက်ပကံပြားပြန်ကြည့်ဟာဖိုတူတို့ရှေ့ကိုကြာလာတာဖိုတူဟာဟာဘာကြီးလဲဟာ ပကံပြားပြန်နေကကြိုသားတယောက်ထွက်လာတော့ပိုတူတို့အကုန်လုံးအံအံတင်သွားတယ်။ကြိုသားကပိုတူတို့ကိုမိတ်ဆက်လိုက်တယ်။မင်္ဂလာပါလူသားတို့။ငါကကြိုသားတယောက်ပါ။ငါတို့ကြာဝန်တွေကြဟိုတခြားကဘာကညံကောင်းနေကြိုသားတွေလား။ပကံပြားပြန်စီတဲ့ကြိုသားလား။ဖြစ်နိုင်နေ။အဲ့ကောင်တွေကရုပ်ဆိုးတဲ့လူကြားဘူးတယ်။ဒီကောင်လေးရုပ်ဆိုးတယ်။တဘောစကားကိုကြားတော့ကြိုသားကနုံနုံ ဂျိုသားရုံမစိုးညံကောင်းတာလက်ခံတယ်။ထားပါတော့မင်းစိတ်ချမ်းသာရင်ပြီးတာပဲ။မင်းတို့ဂျိုသားဒီတော့တွေကိုဘယ်လိုရောက်လာလဲ။ငါ့ရဲ့အာဂါသရှင်မြန်အတုံးများပြီးတော့ဆက်ပူသွားလို့ခဏရှက်သွားတာ။သူ့ကိုအနာပေးဖို့လို့လို့ငါမင်းတို့နဲ့ခဏမြင်ကွင်းနေလိုက်ကြည့်ချင်တယ်။ငါ့ကိုခေါ်သွားပြီးမလား။ခဏနေငါပြန်မှာ။ဟမ်။ရှားရလေ။မင်းလိုက်ကြည့်ရင်လိုက်ခဲ့ပေါ့။ဘိုးတူတို့လည်းဂျိုသားကိုသူတို့နဲ့အတူခေါ်သွားလိုက်တယ်။ ဖိုတူတို့လည်းဂျိုသားလေးကိုခေါ်ပြီးတော့ကိုချက်ချင်းအိမ်ကိုရောက်လာကြတာဖိုတူကပြောကိုချက်ကြီးကိုချက်ကြီးကိုချက်ကြီးနာမည်ကိုအော်ခေါ်ပြီးမှပြန်တူးတဲ့မကြားရတဲ့အတွက်ဖိုတူကဟောကိုချက်ကြီးမရှိဘူးတင်းနေဘာအရေးတကြီးကိစ္စနဲ့ထွက်သွားပြန်မလဲမသိဘူးဖိုတူတို့ပြောနေကြတဲ့ကိုချက်ကြီးကိုမသိတဲ့ဂျိုသားကချက်ကြီးဆိုတာမင်းတို့တငယ်ချင်းလားအေးအဲ့လိုပဲပြောရမှာပေါ့ မင်းဒီဂျိုသားလေးကိုကိုချက်ချင်းကိုခေါ်လာတော့ဟုတ်ပါပြီမင်းတို့ဒီမှာပဲဖွက်ထားမလို့လားမဖွက်ပါဘူးကသူ့ကိုဒီမှာခဏနားခိုင်းလိုက်မှာဟိုရွာလေးကိုခေါ်သွားလို့တော့မရဘူးပြီးရင်မင်းတို့တောင်ဆက်နာရှူကင်းလာတဲ့နေရာလေးတွေလိုက်ပြလိုက်လीမင်းအဲ့လိုလိုက်ပြရတာသဘောကျတယ်မလားငပိန်လေးဖို့သူပြောတာကိုလက်ခံလိုက်တယ်ရရလေဒါဆိုလေသူဒီမှာအေးစိနာပါစေကိုချက်ကြီးရဲ့ရေကွက်ပြပေါ်မှာဖို့သူ ငပိန်နဲ့ဂျိုသားလေးကိုထိုင်ပြီးကြဲကြည့်နေကြတာငပိန်ကကျယ်ရီကလည်းဂျိုရီပဲဆိုဟုတ်လားဂျိုသားလေးမဟုတ်ဘူးကမတူကျယ်နဲ့ဂျိုကကွဲတယ်ဖဲ့အောင်ငပိန်မင်းကလေငါတို့အတင်ရတဲ့စာတွေကိုမေ့နေပါလားကျယ်ရီမှကိုပိုင်လင်းအောင်ရှိတယ်ဂျိုရီမှမရှိဘူးဆိုတာလေကွာအာဟုတ်သားငါမှတ်မိပြီဟုတ်တယ်မင်းတို့ကျယ်နဲ့ဂျိုကိုနောက်တစ်မျိုးထပ်ခွဲလို့ရသည်ဘယ်လိုမျိုးလဲ ်မင်းတို့ဂျယ်ရီကိုတေချာကြည့်ရင်ရွေရှားနေတဲ့ဂျယ်ရီကိုတွေ့ရလိမ့်မယ်အဲ့ဒါကိုမင်းတို့ဂျိုးလို့သတ်မှတ်လို့ရတယ်ဂျိုရီယာကောင်းကင်မှာဘယ်တော့မှတသက်မဲ့တယ်မရှိတဲ့ဘူးနေရာရွှေ့ပြောင်းပြီးတော့နေတတ်ကြတာမင်းပြောတာနားထောင်တော့လဲစိတ်ဝင်စားဖို့ကောင်းမှာကွာကိုကြကြည့်ပြန်လာမှာမင်းเจ้าကိုငါတို့တေချာပြောပြရမယ်သူလည်းမင်းကိုစိတ်ဝင်စားမှာတော်ဘောကဖိုးထုရနာကိုမျက်နှာရှိခောက်ကျူးနေရောက်လာတယ်တော်ဘောကငါမုံတွေဘယ်သူယူဆသွားတာလဲကွာ ငါစားကြင်လို့အဲ့ရနေမုတ်တွေတဲလာတာဖယ်ထုတ်ထားတယ်ဒီမုတ်တခုပဲကြံ့နေကွဟိုမင်းယူလာတာငါတို့မသိဘူးမစားဘူးရင်ငါလဲမင်းစီရရန်ွေခံမှာကြောင်းလို့မင်းမုတ်ကိုယူမစားပါဘူးဒါဆိုငါမုတ်တွေဘဲရောက်သွားတယ်ဒီတခုပဲကြံ့တာကွဒီတခုပဲကြံ့တာမင်းကြံတဲ့မုတ်တခုကိုဘယ်မှာထားခဲ့ရလဲငါစားဖို့ယူသွားတာမစားဖြစ်ပေမဲ့မိပြီးတော့နောက်ဘေးမှာထားခဲ့မိလို့အဲ့ဒါကြောင့်အဲ့ဒီခုကြံ့တာငါစားတော့ငါမတွေ့လိုက်ဘူး တော့ဘောလေသူ့မုတ်ကိုတီတော့စိတ်တူသွားတယ်။ဟာမင်းဘာပြောလိုက်တာလဲ။မင်းမင်းလက်စတဲ့တော့ငါမုတ်တွေစားလိုက်တာမင်းပေါ့။ဟုတ်တယ်လေ။အဲ့ဒီမုတ်တွေကရတာရှိတယ်။တော့ဘောကဒေါသထွက်လာတော့ဖိုတူနဲ့ငပိန်တော့တော့ဘောကိုဝိုင်းဆွဲလိုက်ရတာ။ဖိုတူကတော့ဘောစိတ်ရှော့စိတ်ရှော့သူကဧည့်တယ်နော်။တော့ဘောလေးစိတ်ရှော့လိုက်ကြည့်။ကောင်းပြီငါစိတ်ရှော့လိုက်။မင်းကြက်ကြက်တတိထာနေ။ ခဏကြာမှတော့ပို့တူဟာဂျိုသားလေးကိုမတွေ့ရတဲ့အတွက်ကြောင့်ဟိုတည်တည်လိုက်ရှာနေတယ်။ဟဲ့အောင်ပို့တူဘာလို့ရှာနေရလဲ။ဂျိုသားလေးရောတဘောကစိတ်ဆိုးနေတဲ့ရန်နဲ့ပြန်ပြစ်လိုက်တယ်။ပြန်တော့မလိုက်မပြန်ငယ်ရှူခင်းကြည့်အောင်ငပင်းရဒီနာတော့တောင်ရှူခင်းနဲ့လိုက်ပြနေရ။ဟုတ်လားမင်းလေးတို့စိတ်ဆိုးနေအောင်လားပြန်တော့ပြန်တော့မေကွာစိတ်လျှော့လိုက်ပါတော့မင်းလေးကနေရစဉ်းစားကြည့်လေငါ့မုတ်တွေအကုန်စားသွားတာစိတ်မဆိုးပဲနေမလားကွာ ဟုတ်ပါပြီ။စိတ်ကောက်တယ်နဲ့မင်းတို့မှသူကလည်းသွားပြီးတော့ပြဿနာရှာမိတာ။ဟောပြောရင်းဆိုရင်ရောက်လာပါပြီ။အဲ့ဒီဂျိုသားအသက်ရှည်အောင်မှာဂျိုသားလေးကပို့ထုတို့ဘီနာကိုပြပြချင်းလဲရှောက်လာတယ်။ပို့ထုကဂျိုသားလေးကိုမင်းလိုက်တယ်။ရှုံရင်းကြည့်ပြီးပြန်လာမလားကွမိပြန်တော့မှာစို့ဂျိုသားလေးကတော့ဘောကိုကြောင်တောင်လေးကြည့်တယ်ဒီတော့ဘိုးတို့ကတော့ဘောကမင်းကိုစိတ်ဆိုးပြီမှာမဟုတ်ဘူးစိတ်မကောင်းမဖြစ်နေတော့မင်းကိုငါပြန်လိုက်ပို့မယ် အခုဆိုမင်းရှင်လည်းအနာပေးပြီးပြီဆိုတော့ပြန်ရနေပြီမလားဟမ်ဂျိုသားလေးကခေါင်းညိတ်ပြလိုက်တယ်ဖိုတူလည်းဂျိုသားလေးကိုပြန်ပို့ဖို့ရာထွက်သွားလိုက်တာဖိုတူကလက်ထဲမှာဆက်သွယ်ရေးဆက်တလုံးကိုကင်ပြီးကိုချက်ကြီးအိမ်ထဲဝင်လာတယ်သူ့ဘောကခက်မြန်မြန်မေးလိုက်တယ်ပြန်သွားပြီလားအေးမင်းကလည်းနှုတ်ဆက်သွားတယ်ငါအခုစိတ်ဆိုးပြေပြီအေး तू လည်းပြန်သွားပြီဘယ်တက်နိုင်မှာလဲ ငါလေးခုမှစိတ်ဆိုးပြီလား What တော်သေးပါဘို့ဂျိုးသားလေးကဆက်သွယ်ရေးဆက်တလုံးပေးသွားတယ်ကွာသူစီတစ်ကြိမ်ဆက်သွယ်လို့ရတယ်တဲ့ဟိုဆက်ကဒိတ်အောင်နေလို့တစ်ကြိမ်ထက်တော့ပိုဆက်မြအောင်ပြောတယ်ငါတို့နောက်မှဆက်မလားဟွန်းအခုပဲဆက်မယ်ငါလေး तू နဲ့စကားမပြောလိုက်ရတော့စကားပြောချင်တယ်ဟမ် तू လာပြောချင်တော့မပြောနိုင်စို့မိမယ်မျိုးမျိုးဖိုးသူကဆက်သွယ်ရေးဆက်ကိုဖွင့်ပြီးဂျိုးသားလေးစီကိုဆက်သွယ်လိုက်တယ်ဂျိုးသားလေးဂျိုးသားလေး ိုတူပါလားဆက်သွယ်ရေးဆက်ကိုအခုတောင်းလိုက်တာလားအေးတုပ်ဘောကမင်းနဲ့စကားပြောချင်တယ်ဆိုလို့ဟမ်အဲ့တော့မှတုပ်ဘောကဝင်ပြောတယ်ဂျိုးသားလေးမင်းပြန်အဆင်ပြေလားတုပ်ဘောကျွန်တော်ခမားကိုစကားပြန်ပြောလို့ရပြီလားရပြီငါမင်းကိုစိတ်ဆိုးပြေသွားပြီဒါဆိုတော့ပဲငပိန်ချုပ်ကိုရှုခင်းလိုက်ပြရင်တောင်ကဘာပေါ်ကချော်ချသွားလို့ဟင်ဘလို့ပြစ်တာလဲအသက်တော်ရှိသေးရဲ့နည်းနည်းပဲထိခိုက်သွားတယ်တင်နေ ျွန်တော်ကတော့အားနေမယ်နဲ့ပြန်ဝင်လိုက်သည်ဂျိုးသားလေးငါဘာမှဖြစ်ဘူးငါအပေါ်ပြန်တက်ဖို့ရမလွယ်လို့တုတ်ဘောတို့အခုဖြစ်တဲ့အကြောင်းသွားပြောပေးဦး What သူတို့ငါ့ကိုအပေါ်တင်ဖို့နေလန်ရှာပေးလိမ့်မယ်တဲ့အဲ့ဒါကြောင့်ဟိုကျုပ်ခင်များတို့ပြန်လာခေါ်တာ What မိမောင်ဒါဆိုမင်းတို့ကိုတောင်ကဘာကိုထားခဲ့ပြီးတော့ငါတို့ကိုလာခေါ်တာပေါ့ဘာလို့ငါတို့အဲ့ဒီကိစ္စဆော့ဆော့မပြောတာလေတဘောကငါ့ကိုစကားမပြောနိုင်စလို့လေမပြောတော့တာဟာကွာတဘောကစကားမပြောခိုင်း မင်းကောပြောလို့ရတယ်လေငါဘေးကတုပ်ပိုးကိုပဲသွားပြောခိုင်းတာတုပ်ပိုးကိုပဲပြောခိုင်းတာမဟုတ်ဘူးကွတုပ်ပိုးလို့ဆိုတာငါလဲပါတယ်တို့ဆိုတာနှစ်အောင်လုံးကိုပြောတာကွဟမ်နောက်ဆုံးတော့စကားမပြောခိုင်းနဲ့ငါပဲမှားတာပါကွာဒါလို့ねဂျိုသားလေးလက်ချက်ကြောင့်ငပိတ်မှာအချိန်တော်တော်ကြာအောင်တိတောင်ကပောင်းအောင်မှာနေလဲရရှာတော့တယ်ဖိုးထူးနဲ့ငပိတ်တို့က ရွာလန်းတနေရာရဲ့ချုံမုတ်တယ်မှာခိုးကြောင့်ခိုးဝဲနဲ့တကိုးဆောင်မှန်းမှုပြည်နေကြတယ်။ဖိုးသူကဒီတခိုးတော်လေးဒီနေ့မှတ်လောက်ငါတို့ဖမ်းမိမှာဖြစ်မှာ။အေးဟိုတကောက်ဒင်းကြောင့်ငါထမိန်တကိုးအစိုးဆဲခံရတာမှတ်မိသေးတယ်။ဒီတခိုးငါတို့ရွာကိုလာမွေနေရကြပြီ။တေချာမမိအောင်ဖမ်းပြစ်မှာ။စိတ်ချတိုင်းတက်တဲ့ငါပါတော့ဒီတခိုးကိုမိကိုမိမှာကွ။တောင်းရောက်တာတကိုးလောင်စောင့်နေကြရအောင် မကြခင်တကိုးတယောက်တကိုးဝိစုံနဲ့သူတို့ဘေးနာထွက်ပေါ်လာတယ်။ဖိုးထူကဟောဟောမတကိုးလာပြီကွာတူတူတကိုးလည်းဖိုးထူတို့ဘေးချုံမုံနားရောက်တာနဲ့ဖိုးထူတို့လည်းတကိုးအချက်ချင်းပဲဖမ်းလိုက်ကြတာ။တူဘောကဟဲ့အောင်တကိုးမပြေးနဲ့။နောက်ဆုံးတော့မင်းကိုမိပြီကွာငါတို့ရွှောင်ပတ်မှွေနေရကောင်မင်းကိုတကြီးလက်ကိုအပ်ပြမမလောက်ကြပါနဲ့ဗျာမဖမ်းကြပါနဲ့ဟိုဒီကညီလေးတို့အဲ့လောက်မရက်ဆက်လိုက်ကြပါနဲ့ အောင်မတကူးမိပါတယ်ဆိုမှမဖမ်းမဲ့နဲ့ပြန်လုံပေးရမှာလားဗျဒါနဲ့ခမရဘသူလဲဆိုတာကျုပ်တို့ကြည့်အောင်ငပိန်နဲ့တော်ပေါ်လိုကတကူးကိုလက်တစ်ပတ်တစ်ချက်ချီဆွဲပြီးတော့ချုပ်ထားလိုက်ကြတယ်ပေါ်သူကတကူးမျက်နှာမျက်နှာပေါင်းကိုဆွဲချွတ်လိုက်တဲ့အခါမှာမော်စရာချက်ကြီးဖြစ်နေအောင်တွေ့လိုက်ရတာဒီတော့ဖိုးသူကဟမ်ကိုချက်ကြီးဘာတော်ပေါ်လေကိုချက်ကြီးကိုမြင်တော့ဟမ်ဖိုးသူတို့တွေတွေက တို့မျက်လုံးတို့မယုံနိုင်ဖြစ်ကုန်ကြ ారి ရုတ်တရက်ဖိုးတူရနာကိုမော်စရာချက်ကြီးတယောက်ရောက်လာ ರಿ ဒီတော့ဖိုးတူဟာဟမ်ကိုချက်ကြီးကနှစ်ယောက်တောင်ဟာဘလို့ ਈ တော့တူပေါ်ကလေပုံစံသူနှစ်ယောက်ကိုတွေးလိုက်တော့နှစ်ယောက်တော့တပုံစံနေပြီဖိုးတူဟုတ်ပြင်တူပေါ်နဲ့ငပင်းနဲ့အံ့ဩသွားကြ ారి တကိုးကိုချက်ကြီးနဲ့မော်စရာချက်ကြီးကတပုံစံနေဖြစ်နေကြတာမော်စရာချက်ကြီးက တကိုးချက်ကြီးကိုကြည့်လိုက်ပြီးတပြင်းချလိုက်တယ်။တဘုံဆန်နဲ့ဖြစ်မှာပေါ့ကွာ။သူနဲ့ငါတမီရဲရောင်မွေးတဲ့အမွန်ကြီးကိုတွေကိုဗျာအေးသူဒီဟာကိုရောက်လာငါအတိပြဿနာရှာတော့မယ်မယ်တိလို့သူ့ကိုလိုက်ရှာနေ။သူကငါ့ကိုအပုံးကောင်းနေလို့ဘယ်တော့ကကြက်ကိုခမားဂရုစိုက်ဘူးလေ။ကြက်ကခမားညီဆိုရင်ခမားကြက်ကိုအမြဲပြစ်ထားလေ။အခုမှစိတ်ဝူခြင်းအောင်စောင်းမနေနဲ့။ဟင်းသူနဲ့ငါနဲ့ဆက်ဆိုင်ရင်အဲ့အတိုင်းပဲကွာ။တိတ်မကောင်း ခွတ်ချက်ကြီးကျွန်တော်တို့သူ့ကိုတကြီးလက်အံ့မလို့ဗျအခုဘယ်လိုလုပ်ရမလဲဟမ်တကြီးလက်ပဲအဲ့လိုက်လीကွာဘာနေနေသူကိုထားတဲ့ပစ္စည်းတွေကအများကြီးပဲတန်ရာတန်ကြီးတော့ပြန်ပြပေးခံနေတယ်ကျုပ်တိတာပဲခမ ्या ကျုပ်ပေါ့အမြဲခုလို့အကျဉ်းသားမရှိဆက်ဆံမဲဆိုတာမင်းသာတကိုးတရားမဟုတ်ရင်ငါမင်းပေါ်ကောင်းမှာပါအခုတော့မင်းလောက်ရက်တရားအပြစ်တော်ခံရမယ်လीငါညီမိုးဆိုပြီးညနာလိုက်နေလို့မဖြစ်ဘူးကိုချက်ကြီးဟာ အများကြီးရှင်းမြမနေပါနဲ့တော့လာကျုပ်တို့သူ့ကိုတကြီးလက်သွားရကြမယ်ဒလုံနဲ့ဖိုးတူတို့လည်းတကိုးအကုန်လို့တကြီးအိမ်ကိုသွားလိုက်ကြတယ်တကိုးကိုတကြီးအိမ်အပီပြန်လာရလမ်းတစ်ချောင်းဖိုးတူကကိုချက်ကြီးကိုမင်းလိုက်တာကိုချက်ကြီးကိုချက်ကြီးနဲ့ကိုချက်ကြီးညီဟာရုပ်ရည်ပုံမှန်သူမြင်တပုံစံနဲ့တူတူတုံစင်ညီကိုရီမလားဗျဘာလို့သူကတကိုးဖြစ်ပြီးကိုချက်ကြီးက မော်เสียဖြစ်လားလေဟမ်မင်းတို့ကြီးညင်အောင်ပုံမျိုးကိုကြားဝကြရမလားပို့သူတို့ကဘာမှပြန်မပြောဘဲကိုချက်ကြီးပြန်ပြောလာမှောက်ကစောင့်နေလိုက်ကြတာကြီးညင်အောင်ကဆိုလေညီကိုရိပေမဲ့မုံတိုင်းတန်ချောင်းဝေးกว่าသွားကြတယ်တယောက်နဲ့တယောက်ကြီးပြင်းလာတဲ့နေရာမတူကြဘူးတရားရဲ့မှာကြီးပြင်းလာတဲ့ကြီးကလိမ္မာရင်ကြီးပြီးတော့တကုတ်ညများတွေစီမှာကြီးပြင်းလာတဲ့ကြီးကကြရုံကြီးကြမ်းတဲ့နေအဲ့လိုပဲသူနဲ့ကလည်းကြီးပြင်းတဲ့နေရာတွေကกว่าသွားကြတာပဲ ဖိုးထူတို့ကကိုချက်ကြီးပြောတာကိုနားလေစွာနဲ့ခေါင်းတစ်ဆက်ဆက်ညှိလိုက်ကြသည်ဖိုးထူကဒါဆိုလူတယောက်ရဲ့အချင်းစီရိုက်ကသူကြီးမြတ်လာတဲ့ပဝန်းကျင်နဲ့အများကြီးတက်ဆိုင်တာပေါ့နော်ဒါမဟုတ်ကွာသူကတကောဝိဆိုင်လက်ထက်ကြီးမြတ်လာတယ်ငါကဆရာကောင်းသမားကောင်းနဲ့တွေ့ပြီးအတက်လဲပညာတွေလေ့လာစီးမှုလို့ရတယ်အဲ့ဒါပဲကွာသွားတာလက်စတဲ့တော့ဒလူကိုဒါနဲ့ကိုချက်ကြီးရှိုင်းဆိုင်ကျန်းတဲ့နေရာမှာကြီးပြင်းလာပြီမြင် စိတ်ထားနူးညံ့သူလည်းရှိနိုင်တယ်မလားဗျ။ဟမ်ရှိအောင်မကွာ။အခုငါပြောသွားတာလည်းအကုန်လုံးမစိုးလို့ဘူးပေါ့။လူတွေမှာကိုပိုင်သိညာရှင်ဘယ်ဟာမှားနေတယ်။ဘယ်ဟာမှန်နေရင်ဆိုတော့တေချောက်ခွဲချနိုင်တယ်ကွာ။ဒါဆိုအပေါင်းတင်လေဂယူဆိုင်ပေါင်းမှုအတွက်လိုအပ်တာပေါ့နော်။ဒါပေါ့ကွာ။အပေါင်းနေမှားရင်လေပျက်စီးခြင်းဖြစ်နိုင်တာပေါ့။ငယ်ရွယ်ချိန်မှာတေချောက်မောက်ကြည့်ပေါင်းမှုလူတော်ပေါ့ကွာ။မင်းတို့လေသတိထားကြ။ကဲဒီနေ့ငါမင်းတို့ လူကြီးတယောက်ပြီးပြီရှင်းမြစရာရှိရာရှင်းမြပြီးတော့ဆုံးမပြောစရာရှိရင်ပြောမှရတော့မှာကိုချက်ကြီးကဖိုးထူးတို့ကိုပြောလိုက်ပြီးတော့မလဲမကဲနေရတခုကိုလှမ်းကြည့်လိုက်တယ်ဟာခုနကတစ်ပင်အောင်အရေးလီမှာငါတို့အေးစီစကားသွားပြောအောင်ငါလဲမင်းတို့ကိုပြောပြချင်တာလေးတွေရှိတယ်ကိုချက်ကြီးညွန်ပြရာကိုဖိုးထူးတို့လည်းတွားလိုက်ကြတယ်လာတာတာအောင်မှာပို့ထူးလို့လေကိုချက်ကြီးနဲ့အတူ တစ်ပင်တစ်ပင်အောင်ဝင်ထိုင်လိုက်ကြတာကိုချက်ကြီးဟာကဲငါအရင်ဆုံးမင်းတို့ကိုမပြောပြခင်မှာမင်းတို့ကိုမေးကျင်တာတခုရှိတယ်မင်းတို့သိကြပြကြမင်းတို့တကယ်ချင်းနေတခြားတစ်စိမ့်ပေါ်ရုပ်မှဘူးခဲ့ကြတာမျိုးရှိဘူးလားဟမ်မရှိပါဘူးရှိပါအောင်ဗျအေးဒါဆိုမင်းတို့ကလူကောင်းနေပေပေါ့ကွာမင်းတို့အချင်းချင်းကြအပေါင်းသေးကြည့်ဆောင်စရာလူသိလို့လားကွာဟုတ်တယ်နော်အဲ့ဒါမှန်တယ်အေးလောကမှာတမာတမဲကြောက်ဘူးနဲ့ သူများအပေါ်မယုံမှာဘွာအရေးကြီးဆုံးပဲကွသူများအပေါ်ယုံမှာစီနည်းနည်းလေးတော့မရှိဘူးလူကောင်းလို့သတ်မှတ်လို့ကြတယ်မင်းတို့ကလူကောင်းနေပဲမင်းတို့ကြောင့်အပေါင်းသေးကြည့်ပါဦးဆိုတဲ့စကားလူကိုမလူတာကွာဟုတ်တယ်နော်တော်ပေါ်ကလေဒါနဲ့ကျွန်တော်เจ้าဘွာတခုရှိတယ်ဗျကိုချက်ကြီးဟိုတချို့ကကြာဗီဇာဖျောက်မရအောင်ဆိုဥပမာဗျာဟိုတခုကြီးငတက်ဗျာဆိုခိုးချင်တဲ့အချိန်မြဲရှိတယ်မခိုးရမနေနိုင်ဘူးဒါပေမဲ့လူဆိုလားဆိုတော့လေမဟုတ်ဘူးလူကောင်းမင်း ဲ့လိုမျိုးဗျာဘလူကောင်းမိမဲဗီဇာရမကောင်းတဲ့လို့လုံနေရလူရှိတယ်မလားဗျအင်းချက်ကြီးလင်းတုပ်ပေါ်မိချောင်းဇဝေဇဝါဖြစ်သွားတယ်อืมအဲ့အကြာဘလူပြောရမလဲသူတို့လူဆိုးလို့ပြောလို့မရအောင်ကွာတချို့လူတွေကဗီဇာဆိုတာဖျောက်လို့မရအောင်သူတို့စိန်ရင်ကစိုးနေရမို့လို့လူဆိုးတော့မဟုတ်ဘူးကွာအဲ့ဒါနဲ့ပတ်သက်ပြီးပညာပေးပြောပြစီရပုံမြင်တပုတ်ရှိဘာပုံမြင်လဲကိုချက်ကြီးကျွန်တော်တို့စိတ်ဝင်စားနေပြီဗျငတက်ပြားလို့ပုံမြင်မျိုးဆိုရင်တော့ စိတ်ဝင်စားတယ်ကိုကြက်ကြီးကငတဲ့ပြားနဲ့ဆိုင်နေဇလန်းတော့မဟုတ်ဘူးငါပြောပြမှာကအချင်းဗီဇာဆိုတာဖျောက်လို့မရအောင်ဆိုတဲ့ပညာပေးပုံမြင်မယ်အရင်ကအစွမ်းရှိရဲ့ရေတည်းတပါးရှိတယ်သူကတောထဲမှာတရားကျင့်နေနေတိုင်းနေတနေ့မျက်စိလည်းလမ်းမလာတဲ့ကွေးမလေးတကောင်ကရေတည်းကြီးရိတ်မှလာနာခုံရင်မပြန်တော့ဘူးလေရေတည်းကြီးကလည်းကွေးမလေးကိုတနာလို့အစားတော်လေးတွေကြွေးထားရင်းနဲ့တပြေပြေအတန်ဟောစင်တွဲလာတယ်ခွေးမလေးကလည်းရမ်းကိုလိမ်မာတာတဲ့ရေတည်းကြီးကလည်းကွေးမလေးကိုတနာတာနဲ့ ကုသိုလ်လုပ်ခွင့်ရအောင် လူအဖြစ်ဖန်ဆင်းပြီးပြီးတော့လူရက်ရွာကိုတွားနေခံလိုက်တယ်။ခွေးမလီယာနေတတ်ထိုင်တဲ့လိမ္မာရင်ကျေးသူလေးဆိုတော့လူရက်ရွာမှာလည်းအဆင်ပြေရှာတာပေါ့။ဒါပေမဲ့ရေတီကြီးပေါ်တန်ဟောင်းစင်တွေ့ရှာတော့ခဏခဏစိုးရင်းနေချက်ပြီးတော့အမြင်လာကုသိုလ်ယူရှာတယ်။ဒါလို့နဲ့တနေ့ကျရင်တီကမင်းတရားကြီးကိုတိုင်းကိုကိုွယ်ရသူတပါဆိုတော့မင်းတရားကြီးကရောက်ကြလာပါလိမ့်ရော။လူရောင်ဖန်ဆင်းပေးထားတဲ့ခွေးမလီကလည်းအရန်လာတော့မြမြချင်းကိုသဘောကျသွားရှာတယ်။ခွေးမလီကိုမိဖုရားလုပ်ဖို့ရမေးတော့ ခွေးမလေးကသူ့အတွက်ရေသေးကြီးအားအဘေလိုလူတယောက်ဖြစ်လို့ရေသေးကြီးရဲ့ခွမျိုးချက်ကိုယူပါလို့ပြောလိုက်တယ်။အကြောင်းဆောင်သူတွေရေသေးကြီးအားမင်းတရားကြီးကိုတားပေးမယ်။ခွေးမလေးကိုမြမြချင်းချစ်ခင်စုံမတ်နေရဲ့မင်းတရားကြီးကတော့ထက်မှန်တောင်းဆိုနေတော့တာပေါ့။ရေသေးကြီးလည်းတားမရတော့တာနဲ့မင်းတရားကြီးကိုခွင့်ပြုလိုက်တယ်။ဒါမင်းခွေးမလေးပေါ်တန်အောင်ရှင်ရှိကြတော့ခွေးမလေးအမားလုခဲ့ရင်ပြစ်တံတတ်မှတ်တာမျိုးမလုပ်ပဲနဲ့သူ့စီပဲပြန်မှုပေးပါလို့ဆိုလိုက်တယ်။ ရသိန်းတင်တဲ့အချိန်ဖြစ်လာတာပေါ့ကွာခွေးမလေးမိဖုရားဖြစ်တဲ့နေရာစားပြီးနန်းတော်မှာညီလာခံတက်တဲ့မူကြီးမယားရီရဲ့ဖက်နဲ့တွေစပြတော့တာပဲကွာဒီလိုနဲ့ခဏခဏဖြစ်နေတော့တရားခံဆောင်မဲကြတာပေါ့ကွာနောက်ဆုံးဖက်နဲ့တွေယူသွားတဲ့တရားခံကခွေးမလေးမင်းတိတော့မင်းတရားကြီးကသူ့ပေးထားတဲ့ဂတိအတိုင်းခွေးမလေးကိုကာကွယ်ပေးပြီးရသိကြီးစီပြန်ပို့လိုက်တယ်ရသိကြီးကိုနှစ်ကိုယ်လေးကြိုးကြောင်မိတဲ့အခါမှာရသိကြီးကဖြစ်မှန်ကိုပြောပြရှာတာပေါ့ကွေအဲ့ဒီမှာပဲမင်းတရားကြီးက ဘလောက်လာပါတဲ့အသွင်တရံနဲ့ဖုံးကွယ်ထားပါစီဗီဇာဆိုတာဖျောက်လို့မရကြောင်းလက်ကန်သွားရှာလို့တာကွကဲပုံမြင်လေးရတော့ဒါပဲပေးကျင်တဲ့သင်ကန်းစာလေးရတော့ဗီဇာဆိုတာဘလို့မှဖျောက်လို့မရအောင်ဆိုတာပေါ့ကွာနောက်ဆုံးတော့ကျွန်တော်နားလေသွားပြီကိုချက်ကြီးဒီနေ့ကိုချက်ကြီးကကျွန်တော်တို့ကိုအပေါင်းအသင်းနဲ့လူပံဝင်ခြင်းကဘလောက်အရေးကြီးကြောင်းပြောပြပြီးတော့ဖို့သူစကားမစုံခင်မှာငပိန်ဟာနောက်တစ်ခုကတော့ဗီဇာဆိုတာဖျောက်လို့မရအောင် ပြောပြသွားတာပေါ့နော်ဒီနေ့ကိုချက်ကြီးပြည့်တဲ့တင်ကန်စာရီကျွန်တော်တို့တေချောင်းနားလည်လိုက်ပါတယ်ဗျအေးမင်းတို့နားလည်သဘောကျရင်ငါပြောပြရကျုံနဲ့ပါတယ်ကွာဟုတ်ကျွန်တော်တို့လည်းဒီမှာစကားတိုင်းပြောနေကြတော်တော်ကိုကြပြီအိမ်တွေကစက်ပူနေဦးမင်းပညာစုလေးကိုချက်ကြီးအေးရှင်နာစုကိုမင်းတို့နေကတော့နန်းခွဲပြီးသွားရတော့မှာကလေးတွေဂျူးဆိုင်ပြန်ကြနော်ရှောက်တဝေထိုးမနေမဲအိမ်တန်းပြန်ကြဟုတ်ကဲ့ပါဗျဒီလိုနဲ့ ဖိုးတူတို့ဖွဲ့နဲ့ကိုချက်ချင်းလဲကိုစီလန်ခွဲလို့ဘဝအတွက်ဒီနေ့ရရှိလိုက်တဲ့သင်္ကန်းစာတွေကိုတည့်ပူရင်ပျော်ရှင်စွာနဲ့ထွက်သွားလိုက်ကြလို့